ရှေးတိုင်းကမြို့ဟောင်းလေးတစ်မြို့မှာရှေးဟောင်းရထားလမ်းတစ်ခုရှိတယ်ဒီလမ်းကိုညတက်ကောင်အချိန်မှာရထားဟောင်းတစ်စီးဖြတ်တန်းတယ်လို့ဒဏ္ဍာရီလိုလိုပြောနေကြတယ်ဒါပေမဲ့မနှက်မိုးလေးရင်ဘသူမှရထားရဲ့အကြောင်းမမှတ်မိတော့ဘူးတက္ကသိုလ်ကျောင်းသားမင်းတူရနဲ့သူ့တငယ်ချင်း၅ယောက်ကဒီအကြောင်းကြားတော့စူးစမ်းဖို့ဆုံးဖြတ်ကြတယ်ညဆက်တနာရီမှာသူတို့ရထားလမ်းနာကို ရောက်လာတယ် တကယ်ပဲ၁၂နှစ်ချိန်မှာမိโกမြူမြူနဲ့ယထာဟောင်းကြီးတစည်းလာတယ်ယထာကသူတို့ရှေ့မှာရက်လိုက်တယ်တကားပွင့်တန်တွေကြားပြီးအတွင်းကနေ လူတယောက်ကစီမလာလို့မေးတဲ့အယံမူးနေတဲ့ចောင်းသားတယောက်ကယထာပေါ်တက်သွားတယ်ကျန်တဲ့သူတွေက မစည်းဖြစ်ဘူး15မိနစ်အကြာမှာယထာပြောက်သွားတယ်နောက်နေ့မနက်မင်းသူရတို့တတိယရတော့အဲ့ဒီចောင်းသားပြောက်နေတာကိုတတိထားမိတယ် ယထာလန်တလျှောက်လိုက်ရှာတဲ့အခါနှင်း90လောက်ရှိနေပြီးအရွယ်ဖြစ်တဲ့သူ့ရုပ်အလောင်းကိုရှာတွေ့တယ်။သူ့လက်ထဲမှာ1980ခုနှစ်ကယထာလက်မှတ်တစ်ခုကင်ထားတယ်။ဌာနာရီတိုင်းမှာအမှန်တရားရဲ့အစနာတစ်ခုပါဝင်တတ်ပါတယ်။